အရင်တုန်းက international မှာလီစာတယောက်ပဲထိုးထွင်နေခဲ့တာအခုတော့၄ယောက်လုံးစိတ်ချပြီမှန်ပါတယ်အရင်တုန်းကလီစာဟာအဖွဲထဲမှာနိုင်ငံတကာမှာအလွန်ထိုးပေါက်အောင်မြင်မှုရရှိနေတဲ့တဦးတည်းသောအဖွဲ့ဝင်အဖြစ်ထင်ရှားခဲ့ပေမယ့်အခုချိန်မှာတော့လီစာအပါအဝင် Blackpink အဖွဲ့ဝင်လူဦးစလုံးဟာကမ္ဘာလုံးဆိုင်ရာအစင်တိုင်းမြင်အောင်မြင်မှုတွေကိုကိုယ်စီရရှိနေကြပါပြီအခုဆိုရင် Rose ဟာဆိုရင်လည်းပဲ ကမ္ဘာအနှံအပြားမှာအကြီးအကျယ်အောင်မြင်မှုတွေရရှိခဲ့တဲ့ Rosé နဲ့ Bruno Mars တို့ရဲ့ Aperture တခြင်းဟာဆိုရင်ဒီနှစ်ရဲ့ကမ္ဘာအကြီးဆုံးဂီတဆူပေးပွဲကြီးဖြစ်တဲ့2026 Grammy ဆူပေးပွဲမှာဆန်ခါတစ်ဆင်းနဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်။ Record of the Year, Song of the Year နဲ့ Best Pop Duo ဆိုတဲ့အဓိကဆူကြီးတွေနဲ့ nomination ဝင်ရောက်နိုင်ခဲ့ပြီးတော့ Rosé ဟာဒီလို Vefo လို့ခေါ်တဲ့အဓိကဆူကြီးတွေကနှစ်ခုအတွက်ဆန်ခါတင်ဆင်းဝင်နိုင်ခဲ့တဲ့ပထမဆုံး Korea Solo Artist အဖြစ်သမတ်မှတ်တမ်းထူနိုင်ခဲ့ပါတယ်ခင်ဗျာ။ ီတချင်ဟာ Spotify Global Channel ဘေးပေါ့ Global 200မှာနံပါတ်1ရခဲ့ကကမ္ဘာအနှံ့မှာအကြီးကျယ်အောင်မြင်ခဲ့ပြီးနောက်အခုဆိုရင် Grammy လိုအမြင့်ဆုံးဆုပေးပွဲကြီးရဲ့အထက်ကဆုတွေထဲမှာပါဝင်လာတဲ့အထိဖြစ်လာခဲ့တာပါတချင်ထုတ်ပြီးမကြခင်မှာပဲကမ္ဘာတဝန်းကချက်တွေမှာထိတ်ဆုံးရောက်ရှိခဲ့ပြီးနိုင်ငံတကာပြည်သက်တွေကမှအယံခစားခဲ့ပါတယ်ဒါကြောင့်ဒီတချင်ဟာတကယ်ကိုအောင်မြင်မှုကြီးမားတဲ့တချင်တစ်ခုဖြစ်ပြီးအောင်မြင်မှုဆက်လက်ရရှိနိုင်ခြင်းအများကြီးရှိနေပါတယ်